Hello အားလုံးမင်္ဂလာပါကိုတေးဖော်ဖော် channel ရနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါနေခင်ဗျာကကြောဒီနေ့ကတော့ဂွာဖလာချစ်စစ်ပွဲဥရောပစုံဒုတိယညဖြစ်တယ်ပေါ့နော်အမနေ့ကတော့ကျွန်တော်ဒီပြန်ရောက်တာနောက်ကြတာနဲ့ဗီဒီယိုမရိုက်ဖြစ်ဘူး လိုက်ဒီခဏလွှင့်လိုက်တယ်ပေါ့နော်အတန်မကြည့်တော့လိုက်ခဏပဲလွှင့်ပြီးပြောပြပေးခဲ့တယ်ပြီးတော့ member ပွဲပို့တယ် free tip ပို့တယ်ပေါ့နော်အမနီကတော့ member တွေက draw ကြတယ် free ကတော့တပွဲလာဒါ cancel ွားတယ်ပေါ့နော် monini grow go out ပေးလာမှားွားတယ်အဲ mount ကတော့ linen mount တကက် ပေါက်တယ်ပေါ့နော်အဲ mount ကတော့နှစ်ရက်နှစ်ခါဆက်တိုက်ပေါက်ထားတဲ့တဘောဖြစ်သွားပြီးခဲ့နောက်ဆုံး club ပွဲမှာလည်းပေါက်ခဲ့တယ်ဒီနေ့လည်းပေါက်တယ်မနီကလည်းပေါက်တယ်ဆိုတော့ပေါ့နော်အော်ဒီနေ့ဒါအစောဆုံးပွဲရှစ်ခွဲပွဲတော့ကျွန်တော်ရွေးချယ်မှုတော့ ဒါပြောတော့ပြောပြပေးမယ်ဒါပေမဲ့မမာထဲမှာလည်းမထည့်ဘူးဖီထဲမှာလည်းမထည့်ဘူးမောင်ထဲမှာတော့ထည့်ထားတယ်အော်ကျော်ခွန်ခွဲကြော်တာနဲ့ဒီဗီဒီယိုရဲ့ comment မှာကျော်တတိကန်နဲ့ Viber channel link လေးကျော်ချပေးထားပါအဲ့ဒါနေတော့ကြည့်လို့ရပါတယ်เนาะအဲ့တော့ကျော်စပြောမယ်မြန်မြန်လေးပြောပါမယ်ဒီနေ့ဒီနေ့လဲဒါတောက်ကြညာတောက်ကြနေဆိုတော့ဗျာလမ်းနေရပိတ်ချက်ပဲဒီရပန်းစိတ်ညစ်တယ်เนาะယာနီပွဲတော်နဲ့ဆိုတော့လမ်းနေရအရင်ပုံမှန်ဆို6နာရီကျော်ကျော်6ခွဲဆိုတာအလွန်ဆုံးပဲအိမ်မြင်ရောက်ပြီအခုက9နာရီကျော်မှပဲအိမ်မြင်ရောက်တော်တော်တိုင်ပတ်နေကျွန်တော်ဗီဒီယိုရိုက်ဖို့က ကဲတော့ကျော်စမယ်ကာဇက်စတန်နဲ့လက်ချစ်စတိန်မနေ့ကတော့နှလုံးကို20ရှုံး30ရှုံးပဲပြီးတာအခု3လုံးအပြည့်နိုင်ဖြစ်သွားပြီ3လုံး90နိုင်နေနော်တော်တော်လေးကြီးရဟိုပြောင်းသွားတဲ့သဘောမျိုးဖြစ်တယ်ပြင်းသွားတဲ့သဘောမျိုးဖြစ်တယ်ကဲတော့ကျွန်တော်ကာဇက်စတန်ကိုပထမဒီလက်ချစ်စတိန်နဲ့ပွဲစဉ်ပေါ့နော်လက်ရှိမှာ3လုံး90 3လုံး25ပြားရှုံးဘော်ဒီနဲ့ကိုပေါင်းကြည့်ရတော့ဒါဟိုကြည်တန်းသွားတူနေရပေါ့နော် ကြည်နှန်းအရန်ကတ်နေတယ်ပထမတစ်ကြိမ်ဒီ Lashes Stain အိမ်ခွေမှာတွေ့ရတလုံး50ရှုံမဲ့ Kazakhstan ပြီးနေနှလုံး40ရှုံပြီးပြီးတူသီးနဲ့ Kazakhstan နိုင်ခဲ့တယ်အဲ့တော့ body ကြီးအောင်နဲ့ကိုပေါင်းအောက်တယ်ပေါ့နော်အဲ့ဒီချိန်မှာတော့ ဘော်ဒီကြီးတန်းကအိမ်ကွင်းမှာအဝေးကွင်းမှာပေးခဲ့တဲ့တလုံး90ရှုံးနဲ့ရှင်းမယ်လို့အိမ်ကွင်းဝင်းတရားဟာရီပိုင်းနဲ့ကြည့်မယ်တော်တော်လေးပြင်းတယ်လူအားထက်ပိုပေးထားတယ်ဂူပေါင်းကြီးကလည်းနှလုံး40ရှုံးပထမကြော့ဒူဒီပွဲစင်ရနဲ့မဆိုင်မင်းနဲ့၃လုံးရှုရင်ပြား20 25ပြားရှုံးဆိုတဲ့ဟာမျိုးပေးထားတယ်ပေါ့နော်ဟောဒီအနေထားရဆိုတော့ကာဆက်စန်ဒီနေ့တခုခုများလောက်ပြမလားပေါ့နော်အမတ်ပီစရာအရဆိုတော့သူနဲ့တင်းဒီဒါဟိုခြေစစ်ပွဲအောင်ဖို့တော့တော်တော်လေးခက်ခဲတဲ့အနေထားသူတို့အထက်မှာ ဘယ်ဂျီယမ်တို့ဝေးရှ်တို့နော့မက်ဆီဒိုနီးယားတို့ရှိနေတဲ့အတွက်သူတန်ဆင်း sorry ချက်စပွဲအောင်မှုလည်းတော်တော်လေးခက်တဲ့အနေထားပါတော့ဒါပေမဲ့ဒါဖြောပြေးမှုဆန်ဆန်ကာဇက်စတန်အင်ဂွင်းမာများကစားမလာပါတော့ဒါလေးချက်ကျော်စဉ်းစားရရှိရဲ့လက်ရှိစတိန်အနေနဲ့တကောမှရာကိုမရှိသေးဘူးပွဲတိုင်းရှုံးထားတယ်ပီကို၁၆ကိုရှိတိုင်းနေမှာဂိုးပေါင်းကြီး၃တုံး၂၀ရှုံးဆိုတာကကာဇက်စတန်ဘက်ကပဲတကော၃ကိုလို့တွင်းမှဒါဘော်ဒီကြီးရန်အောင်ဂိုးပေါင်းကြီးရန်အောင်အောင်မဲ့အနေထားမျိုးဖြစ်နေရပါတော့ ကိုပေါင်းကတော့တော်လုံးလို့ပြား20 25ပြားလောက်ရှုံးမယ်လေးလုံးရောက်တော့အစုံပေါ်အောင်မယ်ပေါ့ဗျာအော်3 4 4တိလာနိုင်ပါမလားပေါ့နော်အဲဘော်ဒီကတော့ကျွန်တော်ကကာလစ်စတန်လီကိုအစညနေခေတ်ကကျွန်တော်ကြိုက်နေဟိုနှလုံးတော့ AC ပြက်တယ်ပေါ့နော်နှလုံးနဲ့ရိုက်နေတော့ပြား40လောက်ပဲနင်နာမယ်ဆိုရင်စိတ်နဲ့ကျွန်တော်ကြိုက်ခဲ့ရခုတော့နှလုံးပြက်ရုံနဲ့မရတော့တုံးလုံးပြက်မှပဲအောင်တော့မှာဆိုတော့ဒါနည်းနည်းလေးတော့အဲ risk တော့များတယ်အန်ဒီရလည်းနည်းနည်းလေးများတယ်ပေါ့နော်ဒါပေမဲ့ lashes stain ကလည်းတော်တော်လေး ။ဒါညံ့တဲ့အနေထားဆိုတော့ကာဆက်ဆန်တကယ်ကံမယ်ဆိုရင်တော့ဒီပွဲကကိုပြတ်နိုင်သွားနိုင်ကြီးတော့များတယ်။ 3G 4G လာနိုင်ကြီးတော့များတယ်ပေါ့နော်။ကဲတော့အဲ့တော့ကျွန်တော်ဒီပွဲမှာကာဆက်တန်ပဲရွေးရမှာပဲနော်။ ကာဆက်တန်ဘော်ဒီပဲကျွန်တော်ကြိုက်ရဂိုးပေါင်းကိုတော့ကျွန်တော်အပေါ်မရွေးရဘူးလေးလုံးထိရောက်ဖို့တော့နည်းနည်းလေးခက်မယ်သုံးလုံးတော့ဖြစ်ခေါင်းဖြစ်သွားနိုင်တယ်1 z 2 z လောက်ပထမပိုင်းလောက်မှာ1 z လောက်သွားမယ်ဒုတိယပိုင်းလောက်မှာ2 z 3 z လောက်ဒီလိုမျိုးပုံစံလောက်ပဲသွားနိုင်လေးလုံးထိတော့ကျွန်တော်မရောက်တော့ဘူးလို့ကျွန်တော်တွေးတယ်ဂိုးပေါင်းအပေါ်ကြီးကိုကျွန်တော်မယူခြင်းဘူးပေါ့နော် ဘော်ဒီတချောင်းပဲကျွန်တော်ယူခြင်းနဲ့ကာဇက်စတန်ဘော်ဒီလေးကျွန်တော်ဒါကြိုက်ပါတယ်เนาะဒါပေမဲ့ပို့ပပပဲကစားပါရှစ်ခွဲပွဲလေးဖြစ်နေတယ်ပြီးတော့မနေ့ကအစောဆုံးပွဲ၁၀ခွဲဖင်လန်ပွဲကအပေါ်ဆုံးအောင်ထားတယ်မနေ့ကကျွန်တော်လီတူရေးနီးယားနဲ့ဂိုးပေါ်ပေးခဲ့တာပါเนาะဘော်ဒီကတော့ပြား20 30လောက်နင်းတာမယ်ဂိုးပေါင်းပေါ်ရမယ်ပေါ့အော်ဒီနေ့မှာအပေါ်ဆုံးတက်ဖို့ခက်တယ်အဲ့တော့ အဲ body အပေါ်တချောင်းပဲကျွန်တော်ကြိုက်တယ်ကိုပေါင်းအောက်ကလည်းမပေးရဘူးပေါ့နော်အပေါ်လည်းမပေးရပါဘူးအဲ့တော့ colorless than body လေးနဲ့ပဲကျွန်တော်စွန့်စားသိခြင်းပါတယ်အော်နောက်တစ်ပွဲက belgian နဲ့မြောက် macedonia တန်တိုင်း15မှာပဲကန်တော့မှာဒီရှုပ်ခွဲပွဲတစ်ပွဲပဲအစောဆုံးကန်တယ်ကျန်တိုင်းအကုန်တန်တိုင်း15ပေါ့နော်ဟော belgian နှလုံး30ရှုံ3လုံး25ပြားရှုံ body ခြေတန်းကတော့အရင်ပြောင်းလဲမှုမရှိဘူးကိုပေါင်းခြေတန်းတီးတတာလေးပြောင်းလဲလိုက်မနက်က3လုံး 20နိုင်လောက်၃လုံး30နိုင်လောက်ရှိရဲ့အနေထားကနေပြီးတော့အခု၃လုံးကို90နီးပါးလောက်ထိရှုံးနဲ့ဟိုရှုံးရှုံးမဲ့တဲ့အနေထားကိုရောက်လာရဆိုကြီးကိုပေါင်းကြီးတော်တော်လေးပြင်းလာ 3D ဝင်ရိုးကနေပြီးတော့မှ3အဲတုံးလုံး90ရှုံးဝင်ရိုးပေါ့နော်3.5ဝင်ရိုးသူရောက်လာဆိုတော့ဒါကြေးပြင်းရှလာလေးလုံးရောက်သွားမဲ့တဘောမျိုးတော့မြင်နေရတယ်ပထမအကြော့အမြောက်မက်ဆီဒိုနီးယားမှာကန်တုံးကတလုံး60ရှုံးဘေဂျင်ကဘော်ဒီကြေးတန်းပေးတယ် ူပေါင်းကြီး3လုံး90နိုင်မယ်ပြီးရပြီးတော့ဝမ်ဝမ်းတင်ကြအော်ပထမကြောနဲ့ရှင်းမယ်လို့ body ကြီးတန်းကတော့ဒါနည်းနည်းလေးပြားလေးနည်းနည်းလေးတော့ပြင်းနေကိုပေါင်းကြီးတန်းကတော့တော်တော်လေးကိုမှတည်တတာလေးပြင်းရှာနေအောင်ကျွန်တော်တွေးနေရတယ်ဗောနော်လက်ရှိမှာမက်ဆီဒိုနီးယားအဆင့်တက်မှာဘယ်ဂျီယန်ကအဆင့်နှစ်မှာအဲ့တော့ မဂျီယန်နီရဲ့ဒီနေ့မှာမက်ဆီဒိုနီးယားနိုင်ငံမဲ့သူဒီအုပ်စုဘိုဖြစ်သွားမယ်အခွင့်အရေးရှိနေတယ်။မက်ဆီဒိုနီးယားအနေနဲ့ကကြတော့လေတေလောက်ခံခံကစားနိုင်မယ်လို့သူနေချေဆေးပွဲအောင်ဖို့အခွင့်အရေးတစ်ခုကောင်းနေသေးတယ်ပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်ကနည်းနည်းလေးတော့ကြည့်ကောင်းမယ်။ဘယ်ဂျီယန်ကတော့အင်ရှင်အားသာချက်လည်းဖြစ်တယ်။အတင်းကြီးလည်းဖြစ်တဲ့အတွက်ဒါမက်ဆီဒိုချေဆွာနေတဲ့မက်ဆီဒိုနီးယားကိုတိုက်စစ်ဆင်မဲ့အနေထားမှာတော့ရှိရ။အဲဟို တောင်းတုံး45ပြားရှုံးနီးကြည်ပြင်းလာတာကကျွန်တော်တိတ်တော့မယူသားဘူးလို့ထင်တယ်သူနှစ်တင်တွေ့ဆုံမှုဟက်တူရဲ့၃ချိန်ပါဆိုရင်လည်းဒါ၉ပေါင်းအောက်တီပဲကန်ထားတယ်ဘယ်ဂျီယန်နိုင်တာဆိုလို့ Z21 လီဒီလောက်နဲ့ပဲနိုင်ခဲ့ဘူးတယ်ပေါ့နော်အဲ့တော့လက်ရှိ၉ပေါင်းကြီးပြင်းလာတဲ့အနေအထားကဒီပွဲမှာကျွန်တော်၉ပေါင်းအပေါ်ကြိုက်တယ်မက်ဆီဒိုနီးယားတကူရမယ်လို့ခန့်မှန်းထားတဲ့အတွက်ဒါ၉ပေါင်းကြီးပြင်းလာလို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီဘယ်ဂျီယန်၃လုံးရောက်ရင်တော့မှဒီ တတင်းနဲ့တွင်းမဲ့ဆိုရင်တော့ပြား40လောက်နင်းနာမယ်နေထားမှာလို့နောက်မြောက်မက်ဆီဒိုနီးယားဘက်ကတလုံးလုံးတွင်းလိုက်မယ်31နေပါပဲဖြစ်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီဂိုပေါင်းပေါ်အပြည့်ရမယ်ကျွန်တော် body မှာဆိုရင်လည်းကျွန်တော်ကမြောက်မက်ဆီဒိုနီးယားလေးကိုကြိုက်တယ်မေဂျီယန်နဲ့နှလုံးလောက်ထိပဲပြက်နိုင်တယ်တလုံးပြက်ဖို့နည်းနည်းလေးခက်မယ်လို့ကျွန်တော်တွေးတယ်နောက်တစ်ခုကဘေဂျီယန်ဒီရှေ့မှာ690နဲ့ စစ်စည်းစစ်စည်းနဲ့နှစ်ပွဲဆက်တိုက်လက်ရှိစတန်ကိုလည်းနိုင်နေကာဆက်စတန်ကိုလည်းနိုင်ထားတဲ့အနေအထားမှာဒီနေ့တော့ဂိုးပြက်ချီပြက်ကြီးနိုင်ဖို့ခက်လိမ့်မယ်လို့ကျွန်တော်တွေးရပုံမှန်ဆိုကျွန်တော်ဒီပွဲကိုဂိုးပေါင်းအောက်ရွေးတော့မလို့အဲရှေ့မှာလည်းဘေကျင်းကသုံးပွဲဆက်ဒီဂိုးပေါင်းအပေါ်ကြီးကန်ထားတယ်ပေါ်တာမှ6 9 9အထိရောက်အောင်ပေါ်ထားတယ်လက်ရှိမှာမက်ဒီဒိုနီးယားလည်းဒါအဆင့်တက်ဆိုတော့သူတေးလောက်ညှက်ကန်မယ်ဆိုခန်းလေးပိတ်ကစားမယ်ဆိုဂိုးပေါင်းအောက်သွားမယ်ပေါ့နော်ဒီလိုတွေးတာဒါပေမဲ့လက်ရှိကျင်းတဲ့အပြောင်းလဲကြီးကဒါတော်တော်လေးပြင်းလာတဲ့အနေအထားမှာကိုပေါင်းအောက်ကြီးကိုမနေရတော့ကျွန်တော်ကိုပေါင်းအပေါ်ပဲကြိုက်တယ် တော့မက်ဆီဒိုနီးယားရဲ့တကူရမယ်လို့ယူဆထားဖြစ်တဲ့ body မှာဆိုလဲကျွန်တော်မက်ဆီဒိုနီးယား body ကြိုက်တယ်ကိုပေါင်းအပေါ်နဲ့တွဲဆော့သေးခြင်းနဲ့ Belgian 3-1လို့ဝက်ဆက်မျိုးတွေ3-2လို့เนาะဒီလိုဝက်ဆက်မျိုးတွေလာနိုင်ကြများပါအဲ့တော့ကျွန်တော်ကတော့ body အောက်နဲ့ကိုပေါင်းအပေါ်လေးတွဲဆော့သေးခြင်းပါတယ်เนาะနောက်တစ်ပွဲကကျွန်တော် front နဲ့အစာပကြံဒီပွဲမှာပြင်တိတ်က၄လုံး60ချုံပေးတယ်၅လုံးကိုတည်ရေပေါ့เนาะ မနက်နေ့ရှင်မယ်ဆိုတော့ body ကျင်းန်းပြား20 30လောက်ပြင်းတယ်ကိုပေါင်းကြီးပြား20 30လောက်ပြင်းနည်းနည်းလေးတော့ပြင်းလာတဲ့ဘက်ကိုတော့တွားရပါတော့နော်ပြင်းတဲ့ကတော့ကျွန်တော်တို့ပြင်းတဲ့လို့အင်္ဂလန်လိုကတော့ကျွန်တော်တို့တော်တော်လေးဒုက္ခပေးတဲ့အထက်မှာပါတယ်ဗျဟိုသူတို့ကအသိကြီးလည်းဖြစ်တယ်ပြီးလိုက်ရင်ကြီးတွေကကြောက်စရာကြီးတွေပေါ့နော်ဒါပေမဲ့တကယ်ကံတော့တလုံးအသားနဲ့နိုင်တာလို့နှလုံးအသားလောက်နဲ့ပဲနိုင်တာမျိုးကြီးပဲလှုပ်သွားပြီးတော့သူတို့ကတော့ရမက်တီယူသွားတယ်ကျွန်တော်တို့ဒုက္ခပေးသွားခဲ့တဲ့အနေထားတွေတော်တော်လေးတွေ့ရတယ်ဟောဒီနေသားမှလည်း လေလုံးချင်းတော့ပြား60တော့ရှုံးမယ်ငါလုံးပြည့်အတွင်းမှဒါ body အပြည့်အောင်မယ်ဆိုတဲ့အနေထားမှာဟိုဖြစ်ပါမလားပါတော့ငါလုံးကြီးပြတ်ပါမလားကျွန်တော်အဲ့အလေးနည်းနည်းလေးတန်တရားရှိတယ်အစားပကြံအနေနဲ့နောက်ဆုံးပွဲစဉ်မှာယူကရိန်းကိုတည်ရအောင်ကစားထားတယ်နီးပြပြောင်းလဲတွေလှုပ်ထားတဲ့အနေထားမှာဒီနေ့ပြင်တက်ကိုကိုပြက်ကြီးတော့ကျွန်တော်မရှုံးတော့ဘူးလို့တွေးတယ်အဲ့တော့ကျွန်တော်ဒီမှာပြင်တက်နိုင်ခဲ့ရင်တောင်မှ ၃လုံးတော့ကအလွန်ဆုံးပဲ၄လုံးအလွန်ဆုံးပါကြာ၄လုံးထိရောက်ခံတယ်၄လုံးထိရောက်တော့ကျွန်တော်60လောက်ရအောင်မှာဆိုတော့ကျွန်တော်အောက်အတင်းအစားပကြံပဲကျွန်တော်ကြိုက်တယ်နောက်တစ်ခုကဂိုးပေါင်းကတော့ကျွန်တော်လက်ရှောင်ကျင်တယ်ဂိုးပေါင်းကအောက်ကိုတော့ပိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ ကိုပေါင်းပေါ်လည်းတက်သွားနိုင်ကြတော့များတယ်။သစာပကြံတကူရမယ်ဆိုတော့ကိုပေါင်းပေါ်တက်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ကိုပေါင်းအပေါ်လည်းမပေးချင်ဘူးအောက်ကလည်းမပေးချင်ဘူး။အပေါ်ဆုံးနေမနေ့ကတော်တော်လေးတက်သွားတယ်ဗျာနော်။ Austria ဆိုလည်း16ကြီးပါတွင်းနေဒိမဲဆိုလည်း6ကြီးပါတွင်းမနေ့ကတော်တော်လေးအပေါ်ဆုံးတက်သွားတဲ့အနေအထားမှာဒီနေ့မှာ body out တွေကိုပေါင်းအောက်တွေတော်တော်လေးလာနိုင်မယ့်အနေအထားရှိရပါတော့။အဲ့တော့ကျွန်တော်ဘယ်ဂျီယံပွဲဦးတော့ကိုပေါင်းကြီးပြင်းလာလို့ကျွန်တော်ကိုပေါင်းအပေါ်ရွေးခဲ့တယ်။ ပြင်တဲ့ပွဲကိုတော့ကျွန်တော်ကိုပေါင်းအပေါ်လည်းမကြိုက်ဘူးကိုပေါင်းအောက်လည်းမပေးရဲဘူးပေါ့เนาะအဲ့တော့ကျွန်တော်ဒီဘက်မှာအသာပကြံ body လေးနဲ့ကျွန်တော်ကြိုက်တယ်ကိုပေါင်းဆိုရင်တော့ကျွန်တော်အောက်လေးကိုပူကြိုက်တယ်အဲ့တော့မောင်းနေမှာဆိုရင်တော့ကျွန်တော်ကိုပေါင်းအောက်ပဲပေးမှာပေါ့เนาะအဲ့တော့ကျွန်တော်ကတော့အသာပကြံနဲ့ကိုပေါင်းအောက်လေးတို့လေးတွဲဆော့သေးခြင်းနဲ့အဓိကကြိုက်တာတော့အသာပကြံ body လေးပဲကျွန်တော်ကြိုက်ပါတယ်เนาะနောက်တစ်ပွဲဂျာမနီနဲ့လူစင်ပဲဂျာမနီရဲ့3လုံး50ရှုံ4လုံးသိအဒီပွဲကတော့ ကြီးကအရင်ကြီးမပြောင်းဘူးဒီတိုင်းပဲမနက်ကလေးကဒီတိုင်းပဲဂူပေါင်းကြီးတော့နည်းနည်းလေးပြင်းလာတယ်ဗောနော်ဂူပေါင်းကြီးတော့တိတာပြင်းတယ်အော်စားတဲ့ကြီးပါညာနဲ့ရှင်းမယ်ဆိုတော့ဂျာမနီကြီးတန်းပြင်းနေကြစားတဲ့ကြီးကိုဂျာမနီ380လောက်ပြီးခဲ့တာ380နိုင်လောက်ပြီးခဲ့ခု390ရှုံးဆိုတော့အဲအဲ့ဒီကြီးတန်းနဲ့ရှင်းမယ်ဆိုတော့တော်တော်လေးပြင်းချလာတယ်ဗောနော်ဒါမဲ့ကျွန်တော်ဒီနေ့မှာဂျာမနီကိုကြိုက်နေတယ်ဂျာမနီ3လုံးပြရင်တော့မှ3လုံးရှူးရင်တော့မှဂျင်းမောင်လေးပြ90လောက်နင့်လာမယ်4လုံးရှူးမှဂျီးအပြည့်အောင်မယ်အနေထားပါ ဘာကြောင့်ဂျာမနီကြိုက်တာလဲဂျာမနီရှေ့မှာကန်ခဲ့တဲ့နောက်ဆုံး၅ပွဲဆက်တိုက်ကြီးမအောင်ထားပါဘူးအဲဒါကြောင့်ကျွန်တော်ကြိုက်တာပါနော်နောက်ဆုံးတစ်ပွဲသူတို့နော့အန်မြောက်အိုင်ယာလန်ကိုသူတို့နိုင်ထားခဲ့တယ်ဆိုပြီးမဲ့ကြီးမအောင်တော့ဘူးအဲတော့နှလုံးသေးလောက်ပြီးတာဆိုဒရောပဲကြီးရဒရောဖြစ်တယ်သူတို့ကရမ်းမတ်တော့ရတယ်ရှေ့မှာလဲဆလိုဗကီးယားကိုဖွင့်ပွဲစဉ်မှာသူစင်းနဲ့သွားချုံတာဖြစ်ဂျာမနီနေနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ခံမှုလိုအပ်တယ်ပြီးတော့ရမ်းမတ်လည်းလိုအပ်သူတို့ဂိုးတွေလည်းလိုအပ်နေတဲ့အနေထားအမတ်ဘေးစရာအရာကသူ့အနေနဲ့သူအမတ်ဒီဒီတဲ့ပူဆူတောင်းအမယ်အနေထားဖြစ်နေတဲ့အချိန်ပေါ့အဲဂျာမနီဒီနေ့ တကယ်ကစားမှရမယ်ရှူချောင်းနေတော့လုံးနေလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာဂျာမနီလေးကိုတော်တော်လေးကြိုက်တယ်ဂျာမနီ၃လုံးအနည်းအဆေးပြတ်မယ်၄လုံးထိရောက်မယ်လို့ကျွန်တော်ယုံကြည်အဲ့တော့ဂျာမနီဘော်ဒီကျွန်တော်ကြိုက်တယ်ဂျာမနီဒီနေ့တော့ဂျေးအောင်ဂျင်ရောက်ပြီလို့ကျွန်တော်တွေးနေရှေ့မှာဂျေးအောင်နှုံးအောင်နှုံးနဲ့ကျွန်တော်တို့ဂျာမနီကိုစောင့်ကြည့်ခဲ့ကျွန်တော်မကြိုက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဂျာမနီတူရီယန်ပွဲစဉ်မှာကျွန်တော်ဂျာမနီကိုရွေးပြီးတယ်ဒရော့ဖြစ်တာဘာမှမရလိုက်ဘူးလေနော် တော့ကျွန်တော်ဒီဘက်မှာဂျာမနီလေးကိုကြိုက်တယ်ဂိုးပေါင်းဆိုရင်လည်းကျွန်တော်အပေါ်ပဲကြိုက်တယ်လူစင်ဘက်ကတော့ဂျာတကိုးရချင်မှရမယ်နော်ဂျာမနီတတင်းနဲ့ကျွန်တော်လေးလုံးအတွင်းမှာဆိုဂိုးပေါင်းလေးလုံးရောက်လည်းတည်ရတော့ကျွန်တော်ဇုံဘော်ကြိုက်တယ်ဒီဘွဲကိုကျွန်တော်ဇုံဘော်လေးရွေးထားတယ်မနေ့ကဇုံဘော်တက်ထားတယ်ဆိုပေမဲ့ကျွန်တော်ဒီဘွဲကိုတော့ဂျာမနီဂျီအောင်ချင်းတန်ပြီဆိုတဲ့အချက်နဲ့ကျွန်တော်ဇုံဘော်လေးကြိုက်ထားပါတယ်နော်အနောက်ဘက်ကတော့ Iceland နဲ့ Ukraine Ukraine က level ဆိုင်ပြားရှုံနှလုံး80ရှုံ85ပြားရှုံဒီကြီးဒီကြားလေးပြီးထားရပါတော့။အော်ဒီဘက်မှာ ယူကရိန်းကဒီတဲ့ပို့ပြီးတော့ခြေပေးလို့ရတယ်။ ranking ရကြည့်မယ်ပဲကြည့်မယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့ပေးလို့ရတယ်။ ranking ရကြည့်မယ်လို့ယူကရိန်းက28မှာ Iceland က84မှာ။အော်ကိုထက်ဒီနှစ်ပြန်မကနိုင်နေတဲ့အတင်းပေါ့ဗျာ။တည်မလား။အဲ့တော့ဒီအတင်းကိုသူကြည့်ပေးမယ်ဆိုရင်ရရဲ့တင်းတင်း40ရှုံ50ရှုံတော့ဒီပေးမယ်လို့ပေးလို့ရတယ်။မနေ့က ီဒီဂျီနဲ့ဘာနဲ့သွားတူလဲမနေ့ကစကော့တလန်ကိုဂရီးကပေးရကြီးနဲ့ခက်ဆင်တင်မယ်ဒါပေမဲ့တကယ်ကန်တော့စကော့တလန်ကအင်ရှင်ရမယ်နိုင်အော်ဒီနေ့မှလည်းကျွန်တော်ဒီလိုပဲထပ်လာယူကရိန်းအနေနဲ့ကြီးရဲတင်းမပေးရဘူးအိုက်ဆလန်ကလည်းလက်ရှိမှာအင်ကွင်းဆိုမဆိုးဘူးခြေစွမ်းလေးမဆိုးနေအောင်ကျွန်တော်တွေးရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကအိုက်ဆလန်လေးကိုကြိုက်တယ် body iceland အတင်းကိုကျွန်တော်ကြိုက်နေဂိုးပေါင်းကကြောက်နေတင်းစလုံးကချင်းကြီးရေကျွန်တော်စိုက်ပရက်နဲ့ ါဘော့စနီးယားဆိုတော့မနေ့ကတူးတူးဖြစ်သွားပဲနည်းနည်းဒီလိုခြေတန်းခက်ဆင်ဆင်လေးတွေနောက်တစ်ခုကအာဒီယူအဲဟိုကနေစကော့တလန်ပွဲဆိုလည်း3-1ဖြစ်တာပေါ့ဂိုးပေါင်းပေါ့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းပေါ့ကြိုက်တယ်နှလုံးကိုပြား80ရှုံးဆိုပေမဲ့ကျွန်တော်ဒီပွဲကိုဂိုးပေါင်းပေါ့ကြိုက်တယ်အပြန်လန်နေဂိုးတွင်းမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့အိုက်စလန်နဲ့ဂိုးပေါ်လေးကိုကျွန်တော်တွဲဆော့လေ့ကျင်ပါတယ်အနောက်တစ်ပွဲကကိုဆိုပိုနဲ့ဆလိုဗေးနီးယားကိုဆိုပိုက level 30ရှုံးနှလုံး30ရှုံးပေးပါတယ် အော် ranking ရကြည့်မယ်ဆိုကိုသူပွဲကိုသူပွဲအောက်ကအတင်းပေါ့ဗျာဆလိုဗေးနီးယားအပေါ်ကအတင်းဒါမဲ့လက်ရှိဒီကမ္ဘာဖလားချစ်စစ်ပွဲဇာမာဆိုတော့ကိုသူပွဲအဆင့်နဲ့မှာဆလိုဗေးနီးယားကတော့အဆင့်၄မှာပေါ့နော်အော်ဒီပွဲကဟိုကိုသူပွဲကအိမ်ကွင်းဖြစ်တဲ့အိမ်ကွင်းဆိုတော့ပူကောင်းတာပေါ့နိဝေကွင်းတက်လာကိုသူပွဲဒီအိမ်ကွင်းမှာကြည်ကြည်လေးလေးရှိရဲဒါလို့ရီကန်ရင်ပူကောင်းနေတွင်ကိုကြီးလည်းဒါတော်တော်လေးမြင်တွေ့ရအနေထားမှာရှင်နောက်ဆုံး6ပွဲဆက်အိမ်ဝင်ပွဲစဉ်တွေမှာလည်းဒါအနိုင်ရထားတွေ့ရတယ်ပေါ့နော်။ဟောဒီနေ့ထားမှာကျွန်တော် ကိုသူပတ်ပြီးတော့ဆွီဒင်ကိုလည်းအနိုင်ရထားရကြအဲ့တစ်ချက်ကလည်းဒါနည်းနည်းလေး impressive ဖြစ်စရာတော့ကောင်းနေပါတော့ဆိုလိုဗီးနီးယားကတော့ကျွန်တော်တို့ဒါမန်ယူတိုက်စင်မှု ဆက်စကိုကစားနေတဲ့နိုင်ငံအတင်းပေါ့ဗျာသူရဲ့မိခင်နိုင်ငံပေါ့နော်နောက်ဆုံးပွဲစဉ်မှာတော့သူတို့အဝေးကွင်းမှာသူတို့ဆွစ်ဇာလန်ကိုသူနီးသီးနဲ့သူတို့ရှုံးထားတယ်အဲ့တော့ဆလိုဗေးနီးယားအနေနဲ့ကလည်းကျွန်တော်တို့ခြေစစ်ပွဲအောင်ကျင်တယ်ဆိုရင်ဒီနေ့ပွဲမှာသူကရှုံးလို့မရဘူးတစ်ဖက်မှာဆွီဒင်နဲ့ဆွစ်ဇာလန်တွေ့နေတဲ့အချိန်မှာသူအနေနဲ့ဒီနေ့မှာသုံးမဲ့မရရင်တော့မှတေလောက်ကစားခဲ့မယ်လို့မျှော်လင့်ချက်ရေးရေးလေးရှိတယ်ဘာလို့ဆွီဒင်ကလည်းတတ်မှတ်ပဲရတယ်ရဆိုတော့နော်အဲ့တော့ဒီပွဲကနည်းနည်းလေးများအပြိုင်ဆိုင်များဖြစ်လာဒါပေမဲ့ကျွန်တော်ထင်တယ်ဒီပွဲက ကိုဆိုဘူအနေနဲ့ကတော့မရှုံးရင်ရပြီဗျာတော်တမတ်လောက်ယူရင်၄မတ်လောက်ရပြီဆိုတော့အနေထားမှာကိုဆိုဘူကဒီပွဲမှာအိမ်ကွင်းအသာချက်လည်းရှိတယ်သူ့ဘက်ကအနိုင်နဲ့တည်ရတော့ပူများတယ်ဆလိုဗေးနီးယားကကျတော့အရှုံးနဲ့တည်ဘက်ကိုတွားမယ်ပေါ့နော်အဲကျွန်တော်အဲ့လိုလေးတွေးတယ်နောက်တစ်ခုက ကိုသူဘွားအိမ်ကွင်းလုံးကိုတွင်းရကောင်းတယ်ဆိုလိုဘီနီးယားခန်စစ်ကစားမှရမယ်ခန်တိကြီးကြီးလေးကစားမှကိုပြက်မရှုံးမယ်လို့ကျွန်တော်တွေးတယ်လက်ရှိမှာအောက်တင်းကနေလှန်ကြီးပြန်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ခြေစွမ်းကလည်းလက်ရှိအမှတ်ပေးစရာရလို့ကိုသူဘွားပိုကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ကိုသူဘိုးပဲကြိုက်တယ်အဲဆိုလိုဘီနီးယားဒီနေ့မလွယ်လောက်ဘူးလို့ကျွန်တော်တွေးတယ်ဗောနော်အဲကိုသူဘိုးကြိုက်တယ်နောက်တစ်ခုကခူပေါင်းအောက်ကိုကြိုက်တယ်ကိုသူဘိုးနိုင်တော့နိုင်လိမ့်မယ် 1D လောက်ပဲသွားမယ်လို့ကျွန်တော်တွေးတယ်အလုံးစုံ 2D ပေါ့နော်အော် CD လည်းဖြစ်နိုင်တယ်11လည်းဖြစ်နိုင်တယ်ကြော်ပြားတေးကြိုက်တော့ပြား20 30လောက်ရင်းရမယ်ကိုဆိုဘော်ဒီကြိုက်တယ်ကိုပေါင်းအောက်ကြိုက်ပါနော်မြောက်အိုင်ယာလန်နဲ့ဆလိုဘကီးယားနောက်တစ်ပွဲကမြောက်အိုင်ယာလန်ကနေမှာ level 35ပြားရှုံးနှလုံး35ပြားနိုင်ကိုပေါင်းကြီးကနှလုံးတွင်းနိုင်35ပြားနိုင်စပိန်စပိန် ဟိုဟိုအလာဘတ်တို့ဘောက်ကြီးတန်းနေလာပြီပေါ့နော်အဲ့တော့ဒီကြီးတန်းနေနေတာခက်လန့်လန့်ကိုပေါင်းအောင်ရွေးရတယ်ငယ်နေပေါ်နေလို့မြောင်းအန်လန်ကဒါပြောမယ်ဆိုတော့ကြီးလှန်ကြီးပြန်ပေးထားတဲ့အတင်းမဲ့ဒီနေ့မှာမြောင်းအန်လန်နဲ့ကိုဆိုဘွားလှန်ကြီးတွေပေးနေရပေါ့နော်အော်ဆလိုဘကီးကလက်ရှိမှာအဆင့်တက်လည်းဖြစ်နေတယ်။မြောက်အန်လန်ကအဆင့်နှစ်၊ရိုင်းကြီးကကြည့်မယ်ဆိုတော့82ကနေ52ကို ဒါ level 30ချုံပြန်ပြီးတယ်ဆိုတော့ဒီနေ့မှမြောင်းအိုင်အိုင်လန်ဒီနေ့မရှုံးလောက်ဘူးလို့ကျွန်တော်တွေးတယ်တေတပေါက်လောက်နည်းလုံးကန်နိုင်လိမ့်မယ်အဲ့တော့ပြား30အရင်ခံပြီးတော့ကျွန်တော်တေတပေါက်ကြည့်ကြမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဗာကြိုက်လဲဆိုတော့ Slovakia ကဂျာမနီကိုတူးစီးနဲ့နိုင်ခဲ့တယ်ဂျာမနီကမြောက်အိုင်ယန်လန်ကို3-1နဲ့နိုင်တယ်။အဲ့တော့ဒီနေ့မှာဂျာမနီကိုနိုင်ခဲ့တဲ့အသင်းနဲ့ဂျာမနီကိုရှုံးခဲ့တဲ့အသင်းနှစ်သင်းလာတွေ့တယ်ပေါ့နော်။အဲ့တော့ဂျာမနီရှုံးခဲ့တဲ့အသင်းကဂျာမနီကိုနိုင်ခဲ့တဲ့အသင်းကိုဆလိုဗကီးယားကိုကြီကြောပြီးရတော့ကျွန်တော်ဒီဘက်မှာ တော့မင်းတပင်အဲ့လိုလိန်တာလေးကြီးကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာအမြောက်အန်လိန်ကြိုက်တယ်ဂူပေါင်းကတော့အောက်ပဲကြိုက်တယ်နော်ဟိုဂျေးတန်းရအောင်ဆလိုဘက်ကြီးရအဝေးကွင်းကစားအားကလည်းခန်းသိချစ်ချစ်တဲ့ကစားတဲ့အနေထားကြောင့်ဂူပေါင်းအောက်သွားလိမ့်မယ်မြောက်အန်လိန်လည်းဂူအရင်တွင်းမှာမဟုတ်ဘူးလဲခန်းသိအားကောင်းနေပေါ့နော်အဲ့တော့ဂူပေါင်းအောက်ကြိုက်တယ်အဲဒီဒီလည်းဖြစ်နိုင်တယ်ဝမ်ဒီလည်းဖြစ်နိုင်တယ်ပေါ့နော်မြောက်အန်ရလန်နဲ့ဂူပေါင်းအောက်လေးကျွန်တော်ကြိုက်ပါတယ်နော်နောက်ဆုံးတစ်ပွဲကတော့ Sweden နဲ့ Switzerland နော် SNL S20 တွေ့ရပေါ့အော် Sweden က level 40ရှုံးနှလုံး95ပြရှုံးအော် Sweden ကတော့နိုင်မှရတော့မယ်မနိုင်သူခြေစပွဲအောင်ပွားတော်တော်လေးခက်ခဲသွားပြီ Switzerland ကတော့6မှတ်ရပြီးသားသူက ACC ဒီပွဲရှုံးလဲကိစ္စတော့မရှိသေးဘူးသူအနေနဲ့ကဒါ AC ကန်လို့ရသေးတဲ့အနေထားနော်အဲ့တော့ Switzerland က6မှတ်ရပြီးသားဖြစ်တဲ့အတွက်သူက ပေါ်ပွားကန်လာလိမ့်မယ်ဆွေတင်ရကြတော့အဲ့လိုမဟုတ်ဘဲ pressure တစ်ခုနဲ့ဒါနိုင်မကိုဖြစ်မယ်ဆိုရယ် pressure တစ်ခုနဲ့သူတို့ကန်လာဖို့ရခိုင်တော့မြန်အဲ့တော့ဒီနေ့မှကျွန်တော်ကြေးလဲပေးထားတယ်ဆွစ်ဇာလန်ကလက်ရှိမှာ ranking ကဒါအဆင့်ဆက်ခွန်မှာ FIFA ranking ကဆက်ခွန်မှာဆွေတင်က32မှာပေါ့နော်အဲ့ကိုတဲ့အဆင့်55ဆင့်မြင့်တဲ့ဆွစ်ဇာလန်အတင်းကိုအင်္ဂွင်အားသာချက်နဲ့အမှတ်လွယ်ချက်နဲ့ဆွေတင်ကဒါကြည်ကြောပေးရဆိုတော့ကျွန်တော်ဒီနေ့မရှုံးတော့ဘူးလို့ကျွန်တော်တွေးတယ် လက်ရှိမှတ်ပေးစရာရဆိုရင်ဆွစ်ဇာလန်အဆင့်1မှာဆွီဒင်ကဆွီဒင်ကအဆင့်3မှာပေါ့နော် တရားမတက်မှတ်ပဲရှိတယ်ဖြစ်တယ်ဆွီဒင်ဒီနေ့တေတော့အနေလုံးရအောင်ကစားလိမ့်မယ်မရှုံးလောက်ဘူးဆွီဒင်ပြား40လောက်ရင်းတာတန်တယ်လို့ကျွန်တော်ယူဆရတယ်အဲ့တော့ဆွီဒင်ဘော်ဒီကြိုက်တယ်ဂိုးပေါင်းကတော့ဆွစ်ဇာလန်တကူရခဲ့မယ်ဆိုရင်ဂိုးပေါင်းပေါ်တက်မယ်ဆွီဒင်ဘက်ကလည်းဂိုးတွင်းရရှိရပဲဘာလို့ဒီဘီတာယော့ခရက်တို့အဲအစ်ဆက်တို့နော်ဒီလိုကောင်းနေကစားနေရနော်နောက်တစ်ခုရှိပါတယ်ဟိုနော်ဒီယန်4နူးကစံမှာကစားနေကျွန်တော်မန်ယူကပြောင်းသွားရင်ကောင်းနေဗျာနော် အီလန်ကားလားအဲကောင်လေးကြီးကစားနေတယ်ဆွေချင်းတိုက်ဆက်ကလည်းကောင်းတာပဲအဲ့တော့ဆွစ်ဇာလန်ကလည်းအတင်းကြီးဖြစ်တဲ့အတွက်ဒါ level တစ်ခုရှိတဲ့အတင်းဖြစ်တဲ့အတွက်ဒါကောင်းတာပဲအဲ့တော့ဂိုးကတော့နှလုံး90ရှုံးဆိုတော့ဂိုးပေါင်းကြီးကတော့နုတော့နုတယ်ဒါပေမဲ့နှလုံး80ရှုံး90ရှုံးနဲ့ဒီရက်ပိုင်းဒီမှာဂိုးပေါင်းပေါ်ရင်တွားနေတယ်ပေါ့နော်အဲ့ဒါဒီတစ်ခုကြောင့်ဂိုးပေါင်းပေါ်လဲကြိုက်တယ်ဆွေချင်းဘော်ဒီတော့အဓိကပို့ပြီးတော့ကြိုက်ပါတယ်နော်ကဲတော့ဒီနေ့တော့ဒီလောက်ပါပဲเนาะအာကျွန်တော်မြန်မြန်လေးရိုက်လိုက်ရတာဖြစ်တယ်တချို့အရာတွေပြောဖို့ကြံကောင်းကြံမယ် အဲကျွန်တော်စဉ်းစားထားတဲ့ဟာကြီးအများကြီးတော့အများကြီးပေါ့ဗောနော်ဒါပေမဲ့ညီကိုတို့မပြောဖြစ်တာလေးတော့အများကြီးရှိကြံသွားနိုင်တာဖြစ်နိုင်တယ်ဗောနော်အဓိကတော့ကျွန်တော်ဂျာမနီကြေးအောင်ညီတန်မီဒီနေ့မှာယူကရိန်းကြေးမပေးရဘူးဒါကျွန်တော် short note လေးမှတ်ထားတာဗောနော်နောက်တစ်ခုကဆွီဒင်နိုင်ပွဲရဖို့နိုင်ပွဲဆာလောင်နေပြီအမှတ်လွဲချက်ရှိနေပြီအဲဒါလေးကျွန်တော်ကျွန်တော်ဒါလေးအကြိုက်ရင်ကျွန်တော်ရွေးထားတာဖြစ်တယ်ဗောနော် အဲနောက်တစ်ခုကဘယ်ဂျီယန်ကြေးကြချိန်တန်ပြီကြေးကြချိန်တန်ပြီဆိုတာထက်ပေါ့နော်ဘယ်ဂျီယန်ကိုပြည့်ချီပြဲနိုင်နိုင်ရက်တင်မျိုးတို့ကျွန်တော်တွေးတယ်ပေါ့နော်အဲလေးကြောင့်ကျွန်တော်ဝေးကွင်းအတင်းကိုကျွန်တော်စိုက်ထားဖြစ်ပါတယ်ပြင်တင်းကိုတော့အဲကိုအောက်လေးစိုက်တယ်ပြီးတော့အောက်တင်းဒီအစားပကြံလာအောက်တင်းလေးကျွန်တော်စိုက်တယ်ပေါ့နော်ပြင်တင်းကိုတော့ကဲတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော်မလဖန်စနေနေ့တော့မလဖန်စနေနေ့တော့ EC ကျွန်တော်ဗီဒီယိုရိုက်လို့ရပြီဒီနေ့လို့ဒီရက်ပိုင်းကကျွန်တော်ရုံးပြန်တက်ရက်နဲ့ဟိုတည့်ရမှာပွဲပွဲရဒီနေ့ဆိုကာလန်းနေတအားပိတ်တာတော်တော်ဆိုးတယ် ကျွန်တော်ကလည်းအင်ရောက်မှအကုန်လုံးဒီဗီဒီယိုရိုက်တာနဲ့ဒီမောင်းကြီးပို့တာနဲ့မန်မာပွဲပို့ရင်အကုန်လော့ရတာဆိုတော့ဟိုကတိတာပေါ့နော်အင်ရောက်လွှဲချရနဲ့ဟိုချက်ချင်း laptop ဖွင့်ပြီးချက်ချင်းလော့ရတာဆိုတော့နည်းနည်းလေးကတိတယ်အဲ့ဒါလေးတော့နားနားလည်ပေးစီခြင်းနဲ့ကျွန်တော်ညီကိုနေနော်ကျွန်တော်အနေနဲ့တော့အကောင်းဆုံးတော့ဒါညီကိုတက်စူးစမ်းပေးနေပါတယ်နော်အမောင်းတော့ ဒါမနေ့ကပေါ့တယ်ဒါပေမဲ့ဒီနေ့တော့ဒါ free tick ကော member tick ကောနှစ်ခုစလုံးအပေါင်းပြနေအောင်ကျွန်တော်စူးစမ်းပေးမယ်ဒီနေ့တော့ဒါအနိုင်မယ်လို့လည်းကျွန်တော်စိတ်ထဲမှာထင်တယ်ဟိုဖြစ်နိုင်ကြီးလည်းများတယ်လို့ဖွင့်နိုင်ကြီးတန်းရလည်းဒါရဲတင်းနေရှိနေရတဲ့အကြောင်းမှန်ကန်မှုရှိရလို့လည်းယူဆတယ်အဲအကြောင်းမို့နော်အော်ဒီနေ့တော့နိုင်မယ်လို့ကျွန်တော်တွေးပါတယ်နော်အဲ Mount လေးလည်းထပ်ပေါက်ချင်ပါတယ်အဲကျွန်တော်ခဏနေဗီဒီယိုပြီးရတဲ့ Mount လေးတင်မယ် ဒါ wing back ကိုတော့ကျွန်တော်ပို့ပြီးပါပြီเนาะဟို Kazakhstan ပွဲပါရတဲ့ဆော့ပို့လိုက်တယ်မောင်းလဲကျွန်တော် Kazakhstan ပွဲပါရခဏနေပို့မယ်ဗီဒီယို upload ဒီ YouTube မှာ upload လုပ်နေတဲ့အချိန်9မိနစ်10မိနစ်အတွင်းမှာကျွန်တော်မောင်းပို့ထားလိုက်မယ်ပြီးမှဗီဒီယိုညီကိုလာကြည့်ပေါ့เนาะအဲ့လိုလေးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲเนาะအလုံးအဆုံးထိကြွချွပေးကြရဲကျေးဇူးအများကြီးတင်ပါတယ်အလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအလုံး good night ပါ